အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဆူတောင်းပြည်တာလားတော့မသိဘောเนาะစိတ်ထဲမှာတကြံထမင်းအရန်မှာစားခြင်းနေဘောเนาะအာလိုင်းပေါ်မှာလည်းတွေ့တယ်တကြံထမင်းနေပဲတွေ့တွေ့နေရဆိုတော့ဒီနေ့ကျွန်တော်အလောက်ကပြန်လာတာ ਨੇ အာတကြံထမင်းယူလာပြည်တယ်ဘောเนาะအာတကြံထမင်းယူလာပြည်တဲ့ညီမလေးကျေးဇူးများကြီးတင်ပါတယ်စိတ်ထဲမှာအရန်ကိုစားခြင်းနေဘောเนาะဒီနေ့တော့ကျွန်တော်ကားမောင်းရင်းနဲ့ပြောနေတယ်ဘောเนาะတကြံထမင်း စားနေတယ်မစားတာတော့ကြာပြီပေါ့နော်အခုတကြံလည်းရောက်တော့မှဆိုတော့ဒီနေ့ကအရင်ပြော့တော့ပေါ့နော် စိတ်ထဲမှာတကြံတမင်းစားနေတယ်ဆိုတော့အခုစားရတော့အရင်ဝမ်းသာပါတယ်ဒီမှာကျွန်တော်ပြပြမယ်နော်ဒီမှာပါတကြံတမင်းနော်ဒီမှာရေရေလေးနဲ့စိတ်နေတာပေါ့နော်ရေနဲ့ဒီမှာတကြံစားစားနေတာဗျာစိတ်ထဲမှာအရင်ပဲနော်ကျွန်တော်စားနေတာအခုဆို မစားရတဲ့နှစ်တွေတော်တော်ကြာခဲ့ပြီပေါ့နော်ဆိုတော့အခုတကြံတမင်းစားတော့မှဆိုတော့ဟိုအရင်ကမှလည်းဟိုပျော်ပါတယ်ဝမ်းလဲဝမ်းသာလဲပေါ့နော်ဒါကိုဒီတချို့ဒေသတွေမှာတော့မပြောတတ်ပေါ့နော်ဒီလိုမျိုးစားလားမစားလားကျွန်တော်လည်းမသိပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီကျွန်တော်တို့ဒီတဝယ်လူမျိုးတွေလည်းဒီလိုမျိုးတကြံတမင်းစားတယ်ပေါ့နော် တချို့ဒီမွန်လူမျိုးတွေလည်းစားပါတယ်တချို့စားလူရှိတယ်ပေါ့နော်တချို့ကြတော့လည်းဒီတကြံထမင်းကိုမသိတဲ့လူတွေရှိတယ်ပေါ့နော်ဒါမဲ့တချို့တချို့လူတွေစားကြိုက်လားတော့မသိဘူးပေါ့နော်ကျွန်တော်ကတော့ဒီတကြံထမင်းကိုအရင်ကြိုက်ပါရဲ့ဒါဒီလိုမျိုးလေးပေါ့နော်စားဘူးတဲ့လူတိုင်းတော့သိမှာပေါ့နော်တကြံထမင်းဘယ်လိုအရသာရှိလဲဘယ်လိုမျိုးစားကောင်းလဲဆိုတာတော့လူတိုင်းတော့စားဘူးတဲ့လူတော့သိမှာပေါ့နော်စားမဘူးတဲ့လူကြတော့ဟာဒါအရက်ပါကြီးလဲရည်နဲ့စိန်ပြီးတော့ ဘလူမျိုးစားတာလဲလို့မျိုးပေါ့နော်တချို့ကြတယ်မသိကြဘူးကျွန်တော်အရန်ကြိုက်တယ်ကျွန်တော်ပေါ့နော်ကျွန်တော်ဟိုငငယ်လေးတည်းကဒီလိုဒါဒါလည်းအရန်ကြိုက်တာဒီပချံသမီးအဲ့မှာဆိုလဲအရင်အမေလှုပ်စားတယ်ပေါ့နော်အမေလည်းအမေလည်းလှုပ်ကြည့်တယ်ပေါ့နော်အမေတောင်ပြောရတဲ့တတိရပါပြီဆိုတော့ဘလူပြည့်ကျွန်တော်အရန်ဝမ်းသာပါတယ်ကဲကျွန်တော်တို့လိုက်ပြီးတော့စားကြပါအောင်လို့ဟုတ်ကဲ့ညကောင်းပါနဲ့ ညာတမင်းရှယ်ဝဲလာရန်ကောင်းစားညံတော့ကြားပြီဟိုအရင်ကကောင်းတယ်ခင်ဗျာရှယ်ဝဲရင်ထဲအေးသွားတာဘူးဟွန်းညာကောင်းပါတယ်ခင်ဗျာရှယ်ဝဲလာရှယ်ဝဲရန်ကောင်းတော့မိုက်ပါနော်မစားရတော့ကြားပြီ တဲ့ဒီနယ်လူတွေစားကြပါအောင်လို့ဟုတ်ကဲ့อืมညနေမင်းရကောင်းပါလေယူလာပြီးတဲ့ညီမတွေကျေးဇူးများတင်ပါတယ်လို့နော်ကိုယ်ဆွဲနေပြီလို့နော်อืมโอเคညနေဒီလောက်ပါပဲပြန်ညနေမင်းလေးစားလို့လာပြီးတော့ပြောပြတာပါ拜拜。Bye bye.